မင်္ဂလာပါဒီနေ့ဖတ်ပြခြင်းရဲ့ဝတ္ထုကတော့ဆ iam ကြည်ရဲ့အပြင်ကလူဆိုတဲ့ဝတ္ထုဖြစ်ပါတယ်ဒီဝတ္ထုဟာ1981ခုနှစ်စက်တင်ဘာလထုတ်ရှုမွားမဂ္ဂဇင်းရဲ့မဂ္ဂဇင်းဝတ္ထုရှိတဲ့ပုံဖြစ်ပါတယ်အပြင်ကလူသူ့ကိုမမျော်လင့်ပဲလက်ထပ်ပွဲခမ်းမှအပါဝ၌ယုတ်တရက်ပေါ်လာသည်ကိုကျမတွေ့လေရ၏လူပြိတ္တကြ၌အထူးသဖြင့်ခုလိုပြုတ်ပြောက်ဝင်လေသောပြိတ္တကြ၌ သူ့ကိုတွေးလိုက်မည်ဟုမမျှော်လင့်ခဲ့သူလည်းပိုးတိုက်ပုံဘန်ကောက်လုံးချင်းနဲ့တရားစွာရှိသည်မို့အနှဲငယ်စီချမ်းသာရ၏သူမနှဖူးပေါ်၌မူဖြီးတင်ရင်မဖြီးပြသောစေမင်းသက်စသည်ကြာမြင့်ကြနေသည်သူထုံးစံအတိုင်းလူအများကိုရှံရေးကြည့်ပြီးမှကျမကို သူမြင်တွေ့တော်ပါသည်သူမျက်လုံးများကြည်လဲလာပြီးကျမထံရာတောင်းစွန်းလဲကြတိုင်ွယ်တော်စပွဲတို့တိုင်တိုင်မတ်မတ်လာပါသည် တစ်ချက်မျှလည်းပြုံးလိုက်ပါသေးသည်ကျွန်တော်ထိုင်တော့မယ်နော်ဟုရင်ကြီးကြီးသူကခွင်းတော်လိုက်လင်တော့ကျမသည်ပြုံးလိုက်မိပြီရပါတယ်ရှင်ဟုခက်စိမ့်စိမ့်ဆိုလိုက်သည်သူကဘဒူးမမထိုင်ခြင်းသဖြင့်လက်နေတော့ကျမစပွဲမှာထိုင်ကုန်ကိုလိုလိုချင်းချင်းထိုင်ပါသည်တထပ်ပွဲမှာလို့မဟုတ်ပဲခยีပန်းလာသူ ခုမှနားခိုရရတယ်လို့ရော့ပြေစွာစပွဲပေါ်တစောင်းစစ်ထောက်ရထိုင်ပါသည် ပြီးတော့မနေ့ကပင် သူနဲ့ကျမဆုံခဲ့သေးတယ်လို့ယင်းနည်းစွာပင်တစ်ချက်ပြုံးပြန်ရင်အေးအေးကိုကျွန်တော်တွေးကြည့်နေတာကြာပြီဟု စကားစားလိမ့်ဤမိတ်ဆွေဟောင်းတွေပဲပြီးတော့ဆွေမျိုးတော်တော်တွေတာဟု ကျမကညီသားစွာပြောလိုက်သည်ကိုသူကကြည်ကြည်လင်လင်ပင်ရေပြုံးနေသည်ဘာမှမပြောပါရှင်အင်ကိုလာနိုင်သားပဲပြီးတော့နုနုတို့တာမီကိုအေးအေးမှခေါ်ရလဲတိပါတယ် ယေရှုလည်းတင်ပါတယ်အေးကျွန်တော်ပြောချင်တာတွေလည်းအများကြီးပဲဘာသာစပြောရမှန်းတော့မသိပါဘူးအင်းလေဒီနေရာကတိတ်စကားပြောလို့ခေါင်းတဲ့နေရာတော့လည်းမဟုတ်ဘူးထင်ပါရဲ့ဒါပေမဲ့ခုမှတွေ့ရတော့လည်းပတ်တက်နိုင်မလဲဟုတ်တယ်ကျွန်တော်လည်းအင်းရလေးဟိုတယ်ဆိုတော့တိတ်ရောက်ဖူးတာမဟုတ်ဘူးဆောင်းဥပဒဏ်အဖွဲ့ဆိုတော့လာလာထောင်တာဆောင်းဥပဒဏ်နဲ့လည်းတွေ့ချင်လို့ ျမတို့စကားခဏပြတ်နေပြီကျမကမကျေနပ်နိုင်သောအကြောင်းကိုပြန်ရေးကောက်လိုက်ပြန်သည်ရှင်အင်ကိုလာလိုက်သားပဲလူလူရှင်အင်ပေါ်ကဆင်းလာတာဆယ်နှစ်ကျော်ပြီ ရှင်တစ်ခါမှလိုက်မလာဘူးရှင်သားလေးကိုလည်းမမြင်ဘူးလားကြားပြီမဟုတ်လားသူဒီညိုမိုင်းသောမျက်နှာနဲ့ဘာမှမပြောဘဲနေပါသည်ထိုခဏ၌တီးဝိုင်းမှအချစ်တချင်းတစ်ပုတ်သည်ကျေလောင်စွာထွက်ပေါ်လာသည်။ကျမသည် ဘသူကိုမှမသိအာနာသွားပြီးစကားပြောရက်လိုက်သည်တချင်းတန်ပိုရေးကျေလွန်လာသည်တဖြည်းဖြည်းပြည့်ကျက်လာတော့ပရိသတ်တို့သည် နေကင်းချောင်းတော့မှပင်တက်လက်လက်တော့ပါနေသူတို့တမီသူတို့သားကဆနနာကြီးမှလာမှာညာဘက်စပွဲမှာမိမဝါဝါဤပြောတန်ကိုကြားလိုက်၏အခုမှ10နာရီရှိသေးတယ်အမစိန်လဲကောက်အောင်မယ်ဆိုအခုဟာအဲကန်ချင်းတက်တက်ပေါ့နော် ပတ်စံတန်းနေတော့လဲချက်ချင်းနဲ့ချက်လို့ရတာပေါ့နင်းစီတွေရောတစ်ခွတွေရောလှိုင်းနေတာပဲဟောင်ကောင်ကမှားတဲ့ဖိတ်စာတော့အင်္ဂလန်မှာရိုက်တာစိန်တွေကတော့အမေရိကကတဲ့ဒီဝိုင်းမှာတချင်းတန်းကြီးရုပ်ချီးမဲ့မကြင်လောင်တော့ပဲပရိသတ်စုညာတဲ့အလဲမှာမြို့လူလူရှိနေပြန်သည် ရေမောတန်များဖန်ခွက်တဲ့လိမ္မော်ရင်ငှဲ့တန်များစကားလူရဲ့ပြောတန်များရောနောထွက်ပေါ်လာသည် ေးကညနေ၄နာရီအထိဒီမှာထိုင်နေမယ်စိတ်ကူးသလားသူတို့လေးဟုသူကရုတ်တရက်မေးပါသည်ကျမသည်အနေငယ်တုံဆိုင်ပြီးမသိဘူးလေသူတို့သမီးအမေကအเจ้าနေပဲမို့လာရတာပဲရှင်းတဲ့လက်ခင်းနဲ့မဟုတ်လားကျမတော့၆နာရီလုံးလုံးနေရမှာလားမသိပါဘူးလာပါဟောဒီဘေးဘောက်ကထွက်ပြီးရေကူးကန်နာသွားအောင်မြင်နေရတယ်မဟုတ်လားရေလေးတွေကြီးလို့စိတ်အေးစရာတိပင်းအောင်မှဖြစ်ဖြစ်ထိုင်ရအောင်ပါ ျွန်တော်ပြောစရာတွေရှိရဲ့အေးရယ်ကျွန်တော်ပြောမယ့်စကားကိုဟိုးတုံးကလို့မိတ်ဆွေတငယ်ချင်းတို့သဘောနဲ့နားထောင်ပါလားညီမဝမ်းကွဲနဲ့ညာပြီးကွဲကွဲတဲ့ယောက်ျားတယောက်လို့သဘောမထားဘဲနဲ့ဟင်းကျမသည်မှန်တကားကြီးမှလှမ်းမြော်ကြည့်လိုက်လင် သူပြောသလိုပင်အပြင်ဘက်၌အေးချမ်းတာယာနီတီကို တွေ့လိုက်ရပါသည်ရေကူးကန်၌ပြည့်ချန်နေသောရေတို့သည်စိမ့်လဲရေအသားယာလှုပ်ရှားနေသည်တိရိတ်တို့လည်းအေးများလာပါသည် မန်နကားကဖွင့်လို့ရတဲ့တကားမှဟုတ်ရဲ့လားမသိဘူးဖွင့်ကြည့်ကြတာပေါ့ဟုတ်သူကထမြင်ပြင်လင်းနေပါအောင်သူကလည်းကြောင်းလိုက်တာ မင်လာတဲ့အပေါဝါကပြန်ထွက်လဲရပါတယ်ဒါပေမဲ့ကျမစဉ်းစားနေသေးတယ်ရှင်ပြောတယ်ဒီမင်္ဂလာတက်ဝဲခမ်းမက ရှင်နဲ့ထွက်သွားပြီတစ်ပင်အောင်မှာကျမစကားသွားပြောခြင်းစိတ်ရှိရဲ့လားလို့ဟုကမန်ကနန်ပြောလိုက်သည်စဉ်းစားအောင်လေဟုသူကညင်သာစွာဆိုပြီး secret တောက်စာပြုလိုက်၏ ကျမကမူလွန်ခဲ့သော15နှစ်ခန့်ကနူးနူးနဲ့သူတို့ချစ်ခဲ့သည်ပေါ်သာစဉ်းစားမိ၏။နူးနူးမှာမိမပီတာနွယ်နောင်လာသူဖြစ်သည်။သူ့ကိုစိတ်ခဏခဏကောက်တတ်၏။ငိုရ၏။မတိတတ်သူရန်ထောင်၏။တကယ်မချစ်ဘူးဆွဆွဲ၏။ကျမကပြရာပြကြောင်းပြောခဲ့ဘူးသည်။နူးကိုအမြဲတွေးကြည့်နေတာတွေးရရင်ပျော်တာချစ်လို့မဟုတ်ဘူးလား။သူမှာနူးကြောင့်ဝမ်းနေရတယ်။နူးကြောင့်စိတ်ချမ်းသာရတယ်။နူးအလိုကိုလိုက်တယ်။ဘာလို့သေးလဲ။ ူနူကပြော၏သူစံမွေးမဖြစ်ဘူးလကစားမလုပ်ချင်ဘူးတဲ့လူတော်လည်းမတိုးချင်ဘူးတဲ့တော့ပြန်ပြီးခြံဆိုင်စားမယ်တဲ့ရှမ်းပြည်နယ်သွားရင်လည်းသွားမယ်တဲ့နူကရန်ကုန်မြို့ပေါ်ကြီးလာတဲ့သူဟုတ်တယ်နူရဲ့မိမိလိုပဲအရာရှိကတော်ဖြစ်ချင်တယ်နူရဲ့ကလေးတွေလည်းထထန်ကြစေချင်တယ်ပထမတော့ကျမတဲပင်းနာချနေရင်သူတို့ဘလို့စီရင်ကြနေမသိနူနူနဲ့သူကြီးကောလိပ်မှာစားတဲ့နေရင်ပင် တပိုင်းတစားနဲ့ထွက်သွားကြ၏မယံကို၌နေထိုင်ကြ၏နူနူသားလေးမွေးတော့ကျမသွားရေးကြည့်ပါသေးသည် သူတို့ပျော်ရှင်ကြသည်လို့လည်းထင်ခဲ့ပါသည်သို့တော့သူတို့ပေါင်းသင်း၍၃နှစ်ခွဲများလာကြသည်နူနူသည်ကျမစီတယ်လီဖုန်းနဲ့လှမ်း၍စကားပြောပါသည်အေးရေနူးနဲ့သူတို့မဖြစ်တော့ပါဘူးအေးနဲ့လာနေခြင်းနဲ့လက်ခံမလားနူးအလေတန်းပြဆရာမအလုံးလျှောက်တာလည်းရပြီဝန်နေနေမှာလားဘာဖြစ်ကြလဲဟု ကျမက မေးလင်းတော့ မမေးပါနဲ့တော့ကွယ်နုလည်းမဖြေတတ်တော့ပါဘူးဆိုကတယ်လီဖုန်းခွဲထန်၌နုနု၏ရှိုက်တံများကိုယ်တာကြားခဲ့ရလေ၏နုနုကျမနဲ့လာနေသည့်ဆယ်နှစ်ကျော်အတွင်းသူသည်တစ်ခါမှရောက်မလာချေစားလဲလှမ်းမရေချေတယ်လီဖုန်းနဲ့လည်းစကားမပြောခဲ့ချေနုနုသည်ဖွင့်မပြောခဲ့တော့လဲသူလာခေါ်မိကိုစောင့်စားလျက်အချိန်ကုန်ခဲ့သည်ကိုကျမရိပ်မိရပါသည်နုနုသည်မကြမ်းမမှဖြစ်လိုက်သည်အေးပြက်စားပြက်နှင့်မူးဝေ၍လဲလိုက်သည် တားငယ်ကိုဖဲ့၍ငေးမောနေတတ်သည်လူလူ၏မိဘများပြန်ခေါ်သည်ကိုလည်းမလိုက်နိုင်ချေရှင်တကာမမလာခဲ့ဘူးသူ့ဘုလည်းမကြိုးစားခဲ့ဘူးဟုကျမသည်လက်ထပ်ပွဲသို့ပြန်ရောက်လာလေ၏အဲ့ဒါကတော့ဇလန်းရဲ့တင်းငယ်လာတဲ့အစိပ်ပိုင်းကလေးတစ်ခုသာဖြစ်တယ်ဟုသူကထုံးစံအတိုင်းစာတန်ပေးတန်နဲ့ပြောလေ၏ဟိုလူရှင်နဲ့ခံဖြစ်ဖြစ်သွားကြအောင်လားအေးရယ်တဏီကုံပြောရင်ပြောရမှာ အခုတော့မသွားခြင်းသေးပါဘူးဒေါက်တာဆေးပြောင်းသွားမှသွားရအောင်အခုလည်းဒီမှာထိုင်ပြီးပြောလို့ရတာပဲကျမတို့ကိုဘယ်သူမှလည်းကြည့်မနေပါဘူးလူတွေကသူတို့သူမီသူတို့လားကိုသာကြည့်နေတာပဲအမစင်ကားလာဖြစ်ဖြစ်ဥပဒံစောင့်တည်တာဖြစ်ဖြစ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ပြောခြင်းတဲ့စကားလည်းအရေးကြီးပါတယ်ဒီမင်္ဂလာဆောင်မှာဩဘာစာရွတ်တာထက်တောင်ပိုအရေးကြီးအောင်မယ်သူတို့သူမီသူတို့သားကိုပိုအကျိုးပြုအောင်မယ် ကျွန်မကပထမအချိန်ပြုံးကဘာဖြစ်လို့လဲရှင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအချစ်ဆိုတာဘာလဲဆိုတာပြောပြမလို့ပေါ့ဒီမင်္ဂလာဆောင်နဲ့အင်မတန်တင့်တင့်လျှောက်ပတ်တဲ့ဘာလဲရမလို့ပေါ့သူဒီတိုက်ပုံအင်ဂျင်ထဲမှာဖြူပွေးစင်ကြယ်သောလက်ကင်ပွားကိုထုတ်ရမျက်နှာကိုတုပ်ပါသည်ပြီးတော့ဘယ်တော့ကလာချသွားမှမသိတော့လိန်မော်ရီခွက်ကိုနှစ်ကြိုက်မြတောက်ပြီးနှကန်းကိုလက်ကင်ပွားနဲ့တုပ်ပြန်ပါသည် သူနှခမ်းများပြပြလှပသည်ကိုပထမဆုံးအကျဉ်းတတိထားမိပြီကျွန်မအံ့ဩနေစေသူကအေးစေးငြိမ်သက်စွာပြောသည်ကျွန်တော်နဲ့နှူးကတော့ချစ်တယ်လို့ဆိုရမှာပေါ့တယောက်နဲ့တယောက်တွေ့ကျင်နေတယ်တွေ့ရရင်ပျော်ရှင်တယ်မခွဲကျင်တော့ဘူးလို့ထင်လာတယ်ခွဲရတဲ့အခါဝမ်းနေတယ်ပြန်တွေ့ကြဖို့စီစဉ်တယ်တယောက်ကိုတယောက်စိတ်ချမ်းသာအောင်ထားကျင်တယ်အနည်းဆုံးကျွန်တော်သဘောကတော့ဒီလိုပါပဲ။ နူးနူးကတော့မကျေနပ်ဘူးဗျ။အများတကာရဲ့စိတ်ကူးအများတကာရဲ့စကားကို तू မလှမ်းနိုင်ဘူး။ဟုတ်နူးနူးထင်တယ်။လူဘဝမှာ तू နေခြင်းနဲ့ဘဝနဲ့ကျွန်တော်နေခြင်းနဲ့ဘဝမထက်မြီဘူးလို့ဆိုရမလား။ချမ်းမြေကလေးဝယ်ပြီးတစ်ပင်ပန်းပန်းစိုက်ပြီးနေခြင်းတာကတော့ကျွန်တော်သဘောပါပဲ။မလိန်ခဲ့ပါဘူး။လောကမှာဘာမှလိန်နေစရာလည်းမလိုပါဘူး။လူတိုင်းလွတ်လပ်တာပဲ။ဘ누구မှမထိခိုက်ရင်မညှိစွန်းရင်ကိုလှုပ်ချင်ရလှုပ်နိုင်ကြတာပါပဲ။ ဟုတ်တယ်ကိုလိုရာကိုအဖိုးပေးဝယ်ရတာတော့တမတာပေါ့ကျွန်တော်လိုချင်တာကမများလာပေမဲ့အဖိုးကတော့ကြီးလာပါတယ်ကျွန်တော်လိုချင်တာကိုမိမနဲ့ကလေးအဖိုးအဖြစ်ပေးလိုက်ရတယ်ဒါလည်းနုနုကိုနိုင်ကမှကျွန်တော်ပြတ်တော့တာမဟုတ်ပဲကိုအေးကတော့ဒီကောင်ဆန်နဲ့အတွေ့လို့ဆိုမလားလူတိုင်းဟာတကူကောင်းဆန်ကြတာပါပဲမတရားဖြစ်တော့လည်းကောင်းတရားဖြစ်တော့လည်းကောင်းပေါ့ ကျွန်တော်နူးနူးကိုအများကြီးချော့ပါတယ်ဗျာမနက်ခင်းမိုးလင်းလို့ငှက်ကလေးတွေတိတ်ကိုင်းပေါ်အုံမိကြတဲ့အခါလာနာထောင်စေခြင်းနဲ့နူးနူးကရေဒီယိုဖွင့်နေလမ်းလျှောက်သွားတော့ကြာအိမ်မှာကြာနီတွေပွင့်နေတာပြခြင်းနဲ့ဒေါ်ပဲတွေကြာလာတာပြခြင်းနဲ့တတော်ကုန်းကဂျိုးမနဲ့တတော်ကုန်းကဂျိုးဖို့နဲ့ပြန်လန်ခေါ်ကြထူးကြတာကြားစေခြင်းနဲ့နူးနူးကလမ်းလျှောက်ဝါဒနာမပါဘူးသူကကိုပိုင်ကားမောင်းပြီးလဲလာခဲ့တဲ့သူ ကျွန်တော်ကြက်ချန်တဲ့ကြက်စာကျွေးနေတော့နူနူကအစိုးရပြန်တန်းဝင်အရာရှိများ ခွင့်ယူကြတာနေပြောင်းကြတာတွေဖတ်နေတယ်ကျွန်တော်အစိုးရကပြောတာပဲကျွန်တော်ဟာဘယ်တော့မှနူနူဖြစ်စေခြင်းနဲ့လင်သားမျိုးဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်ပြောခဲ့တယ်နူးနဲ့မောင်ယူကြရင်ဘယ်တော့မှတိတ်ပြောမယ်မထင်ပါဘူးအခုလိုချစ်နေကြတာပဲပိုကောင်းပါလိမ့်မယ်လို့နူနူကငိုတယ်နူနူပဲလက်ထပ်ချင်တယ် ပြီးတော့အချစ်ဆိုတဲ့ပုံပြင်ဟာလက်ထပ်ထိညာခြင်းမှသာပြီးဆုံးတယ်လို့လူလူထင်တယ်။အများတကလည်းဒီလိုထင်ကြတယ်ထင်ပါရဲ့ကျွန်တော်မသိဘူး။ဒါကြောင့်လဲထိညာလက်ထပ်ခြင်းဟာ အချစ်ရဲ့တင်ချိုင်းပဲလို့စကားပုံတော်ပြုရကြတာပေါ့။ကြည့်ပါအောင်ဗျာအချစ်ဆိုတဲ့ပုံပြင်ဟာဘလောက်ကြီးကျယ်ခမ်းနားတယ်ဆိုတာမသိကြတဲ့အတိုင်းပဲ။မင်္ဂလာဆောင်တဲ့အမှုကိုအကြီးအကျယ်ပြုနေလိုက်ကြတာ။ရက်ဆက်တယ်လို့ဆိုရင်ဆိုသူတို့လို့နေပုံက အချစ်ဆိုတာမတချနိုင်တယ်လို့ပဲနောက်ဆုံးပြုစုခြင်းပေါ့တကယ်တော့ထိမ်းမြားလက်ထက်ခြင်းဟာအချစ်ဆိုတဲ့ကိစ္စရဲ့အလိုလိုဖြစ်လာတဲ့ကျန်စီသွေးတော်နေစရာမလိုတဲ့တစိတေတေတာအပိုင်းကစားလေးပါနုနုကတော့ကျွန်တော်နဲ့မယံကုန်းချံကိုလိုက်လာပြီးကလေးကအချစ်ကိစ္စကိုစိတ်မဝင်စားတော့ဘူးလို့ထင်နေပြအချစ်ကိစ္စကတော့တုံးနှစ်ယောက်ပြီးပြီလူတွေတော့မှလူတွေနဲ့တူအောင် လူဝင်ဆက်အောင်လူတွေအပြစ်မတင်အောင်လူတွေလက်ခံအောင်လူတွေချီးမွမ်းအောင်နေကြဖို့ပဲရှိတော့တယ်လို့ပြောချင်တယ်လို့ပဲအင်းကိုပထမဆုံးပြင်နေပြပြီးတော့ဧည့်သည်တွေခေါ်တယ်အလာဟတစကားထိုင်ပြောကြတယ်သူဧည့်သည်တွေကကားနဲ့လာကြတယ်ကားဘိန်းတွေမှာရှုံ့ပေလို့စိတ်ညစ်ကြတယ်သူတို့ပြောတဲ့စကားကိုကျွန်တော်သိပ်မနားလဲပါဘူးယာထုတက်တာတို့အိမ်ဆောက်ပြီးတန်ယုံငားစားတာတို့ပေါ့ဘယ်သူတွေပါလောက်နေကြမှလဲကျွန်တော်မသိဘူး ကျွန်တော်ကိုညီကြတယ်စေဆုလို့ပြောတာမဟုတ်ပါဘူးကျွန်တော်ကိုညီတာလဲကျွန်တော်ဝမ်းမနေပါဘူးသဘောထားချင်းမတူလို့ပဲလို့ထင်တာပါပဲကျွန်တော်ကတော့သူတို့ကိုမညီပါဘူးအားလဲနားတယ် နားလဲဖို့လဲစူးစားတယ်နုနုရဲ့ဧည့်သည်တွေဟာနုနုကိုဝမ်းနေစေတယ်ကျွန်တော်အတွက်ရှက်စေတယ်ဧည့်သည်တွေပြန်သွားရင် ကျွန်တော်တို့ရန်ဖြစ်ကြရတယ်လင်များနှစ်ယောက်တယောက်လိုတယောက်လိုက်ပြီ အေးအေးချမ်းချမ်းနေကြတာအပူပေမရှိတာကိုကျွန်တော်တန်ဖိုးထားသလောက်နုနုကတိမ်ငယ်တယ်ထင်တယ်ညံဖြစ်နေတယ်ထင်တယ်ပတ်စံစကားပစ္စည်းစကားပြောတယ်နုနုပြန်မနဲ့ထင်မှာဆိုလို့ကျွန်တော်နဲ့အဖော်ကရင်လေးထမင်းချက်ကြတယ်ခြံထဲမှာဟင်းသီးဟင်းရွက်နဲ့ကျက်ဥပဲဥနဲ့နောင်တို့လည်းရွာထဲကစစ်စစ်ရတယ်နုနုကတော့ဝမ်းနေတယ်ကျွန်တော်ကတော့ဒီ၃နှစ်ခွဲလောက်နုနုနဲ့နေခဲ့ရတာပျော်စရာလို့ထင်မြင်ပါပဲ။ ံမဖြစ်တဲ့အချိန်ကလွယ်လို့ပေါ့တကယ်တော့တိတ်ပြောစရာကောင်းတာပါအေးရေကျွန်တော်မှတ်မိသေးတယ်။တညာလာတာလိုက်တာလာမင်းကဝိုင်းဆက်မှဲ့ရှင်လို့တိမ်လဲမရှိဘူး။မိုးကပြာလဲနေရပဲ။ကြီးနေရပဲ။ခြံမြောက်ဘက်ကဖြတ်သွားတဲ့ချောင်းမှာငရစ်သက်တဲ့ညပေါ့။ကရင်လေးကပြောတယ် ကျွန်တော်ညတိုင်းငါတော့ခန့်နေတာမရသေးဘူးညတည်ရင်လည်းလိုက်ပြီးငရစ်တက်မှာတော့အတေးချပဲဒီညဆရာလိုက်ပါလားလို့ခေါ်ခေါ်နေတယ်နှစ်ညသုံးညကျွန်တော်လိုက်သွားတယ်အဲ့ဒီညတော့ရတော့မှာပဲလို့တကယ်ရင်လေးကထင်တယ်ကျွန်တော်ကလည်းထင်တယ်နုနုကိုဒီညလိုက်ခဲ့ပါကွယ်လာတာလို့မောင်းနဲ့လမ်းလျှောက်ရတာပဲပျော်ဖို့ကောင်းလာပါတယ်ဆိုတော့မလိုက်ဘူးပြကျွန်တော်နဲ့ကရင်လေးတွားကြတော့လာကတားလိုက်တာ ညဟာအင်းများနေလိုက်တာအလွန်ပဲ7နှစ်နာရီကျော်ပေါ့ကျွန်တော်တို့ငါးခတ်ကြတာရေမပါပဲငါးကြီးခတ်လို့ရတယ်ထင်တာပါပဲငွေအောင်လက်နေတဲ့ဖြက်ဖြက်လူနေတဲ့ငါးတွေချောင်းတွေကခက်ခက်ပြီးတောင်းနေထက်တာဘယ်နဲ့တောင်းမှမသိပါဘူးငါးတွေလည်းကျွန်တော်လိုချင်လို့မဟုတ်ပါဘူးခရင်လေးပဲအကုန်ပေးလိုက်တာပါပဲဒါပေမဲ့အဲ့ဒီညကိုကျွန်တော်မမေ့နိုင်ဘူးတဘာဝလောကရဲ့တာသမီစစ်စစ်အဖြစ်ကြီးဖြစ်လိုက်ရတယ် ျွန်တော်အိမ်ပြန်ရောက်တော့မိုးလင်းခါနေပါပြီ။နူးနူးကငိုနေပြီ။သောကလည်းအရင်ကြည့်တာပဲ။ကျွန်တော်ချစ်တဲ့မိန်းကလေးစီမအဲ့ဒီလိုကြမ်းတမ်းခက်ထန်လာတဲ့သောကကိုတွေ့လိုက်တော့ကြောက်လဲသွားတယ်၊စိတ်လေးပြတ်တယ်။အချစ်ရော့ကျင်တယ်။နူးနူးကကျွန်တော်ကိုသူတယောက်တည်းထားခဲ့ရမလားလို့ပြစ်တင်တယ်။ငါသွားခတ်တယ်ဆိုတော့တငါတဲ့လုံးမလို့လားတဲ့။ငါသူပြလိုက်ပြီဆိုတော့အချင်းကြီးအချိန်ဖြုံးရမလားဆိုပြီးအော်ဟစ်စုပူတယ်။ကျွန်တော်က နှုတ်ရဲ့အထက်ကကလေးပါတော်ရကြည်တတ်နေပါမယ်လို့ပြောမိရောကျွန်တော်ကပါလန်ရိုက်တော့တာပါပဲကျွန်တော်ကတော့ဘာမှလက်ငါးချောင်းရထင်လဲအသားနာလာတယ်မထင်ပါဘူးနှုတ်နှုတ်ဟာငါ့ကိုမယိုသေးတော့ဘူးငါချစ်ကိုမယိုသေးတော့ဘူးလို့တာယူကြုံမရဖြစ်တယ်အဲ့ဒီလိုပြောပြန်တော့ထိုင်ရှိခိုးနေရမှာလားတဲ့ကျွန်တော်ကနှုတ်နှုတ်နားမလဲတာအမှန်ပဲ နူးနူးနဲ့ကျွန်တော်တို့ကိစ္စမှာကျွန်တော်ဟာမလုံပါဘူးလို့ရှင်းနေတာမဟုတ်ပါဘူးအေးရယ်ကျွန်တော်အများကြီးလွတ်နိုင်ပါတယ်တကူကောင်းဆန်နိုင်ပါတယ်ဒါပေမဲ့တခါမှာတော့ကျွန်တော်ဟာနူးနူးအတွက်ဘယ်တော့မှမလုပ်ဘူးတဲ့အလုပ်တစ်ခုကိုစူးစမ်းလုပ်ကြည့်ဘူးတဲ့အေးလေနူးနူးအတွက်ဟုတ်ချင်မှလည်းဟုတ်မှာပါကျွန်တော်စမ်းသပ်ကြည့်တာဖြစ်နိုင်ပါတယ်တခွဲကမှသူရိတနာလုပ်ကြည့်တယ်လို့ပေါ့နူးနူးမပြောဘူးလားဘာဖြစ်လို့မပြောပါလဲ ူအပြစ်ကင်းခြင်းလို့လားဒါမှမဟုတ်ကျွန်တော်မအောင်မြင်လိုက်တဲ့ကိစ္စမျိုးရှက်လို့လားကျွန်တော်စဉ်းစားအောင်မယ်ကျွန်တော်လာကစားဝင်လောက်တယ်အစိုးရငွေစည်းရင်းဒီကန်ရတဲ့ဌာနတစ်ခုမှာပါပဲအေးတိတာပဲကျွန်တော်ကဆယ်တန်းဖြီတုန်းကဘလို့ချီကျော်လက်ကျော်ဖြစ်ပြီးတင်ရှားကုန်ထူးရခဲ့ရဆိုတာအခုထိမပြောတတ်ပေမဲ့ဆလီနဲ့ကိုပေါင်းဖို့ရတော့အင်မတန်ဝင်လေးတဲ့သူတငယ်ချင်းကြီးရောအလွတ်ထွက်သွားတဲ့နေရာမှာကျွန်တော်ဝင်လောက်ရတယ် တငယ်ချင်းကအလုပ်လွှဲသွားတဲ့အခါဇင်းရင်းတွေကတမျိုးဖြစ်နေတယ်။ကျွန်တော်ကတော့ရာတင်တာထက်၎င်းပိုရတာကိုကြိုက်ဖို့ကောင်းတယ်လို့မထင်ပါဘူး။ပြောနေရတာရှက်ဖွယ်လို့ထင်ပါတယ်။တငယ်ချင်းကပူမနေပါနဲ့ကွာဆိုပြီးကျွန်တော်ပခုံးကိုလက်နဲ့နာနာဖြစ်ပြီးသွားရတာပါပဲ။ပြီးတော့ဟောင်ကောင်ကိုထွက်သွားပြီးအလုပ်လုပ်နေတယ်လို့ကြားရပါပဲ။နှစ်လလောက်ကြာတော့အစိုးရငွေအလွဲသုံးစားမှုဆိုလားပါလား။အဲ့ဒီမှုနဲ့ကျွန်တော်ကိုဖမ်းတော့တာပါပဲ။ တရားရုံးမှာကျွန်တော်ဟာလူပြက်ပဲလူတွေကတိတ်ကြီးကြတယ်ကျွန်တော်စင်းအင်းမှားတာကိုသူတို့ကြီးတာမဟုတ်ဘူးကျွန်တော်ကရှေ့ကအလုပ်လွှဲသွားပြီးဟောင်ကောင်ကိုထွက်သွားတဲ့လူကိုတငယ်ချင်းလို့ခေါ်တာယုံသေးတာကိုကြီးရတာပါအဲ့ဒါကြီးစရာမဟုတ်ဘူးလို့ထင်တာပါပဲတငယ်ချင်းကိုကျွန်တော်တွေ့ကျင်နေတယ်သူကျွန်တော်ကိုလိန်သွားတယ်ကြောက်ကြသွားတယ်လို့ကျွန်တော်မထင်နိုင်သေးဘူးတငယ်ချင်းနဲ့ရင်ဆိုင် တွေ့ပြီးတော့မှပဲကျွန်တော်ဆုံးဖြတ်ချင်ပါတယ် ီးတော့သူဒီလိုလှုပ်ဖို့လည်းအကြောင်းမရှိပါဘူးလူရင်းမှကြီးပဲကျွန်တော်ဘောလှုပ်နိုင်ရင်လှုပ်လဲမထင်ပါဘူးလှုပ်ရင်လဲသူ့မှာအကြောင်းပြချက် လုံးလုံးလောက်ရှိလိမ့်မယ်ရှိရမှာမို့တိတ်အပြစ်ဆိုစရာရှိနိုင်မယ်မဟုတ်ပါဘူးကျွန်တော်သူ့ကိုတနာကျင်တာပါပဲသူ့အစားတရားရုံးကိုရောက်ရတာထက်ပိုကောင်းတဲ့အကူအညီကိုပေးလိုက်ခြင်းတယ်သူတကယ်ရောစရာရှိနေတယ်ဆိုရင် ကျွန်တော်ခြံမြေကလေးနဲ့အိမ်ကိုရောင်းပြီးပေးလိုက်နိုင်တာပဲကဘာပေါ်ကပစ္စည်းပစ္စည်းအားလုံးဟာ လူအားလုံးအတွက်ပဲမဟုတ်လားကဘာပစ္စည်းတွေဟာကြံ့ရည်အောင်မှာပါ လူတွေကသေသွားကြအောင်မှာပါ မွေးလာတဲ့လူတွေကပိုင်ကြအောင်မှာပါကျွန်တော်လဲကိုယ့်ကိုယ်ရည်တာပါပဲရည်တာကတော့ကျွန်တော်စီရင်ဌာနမှာဝင်လုံးမိတာကိုရည်တာပါကျွန်တော်ဆယ်တန်းအောင်လက်မှတ်ကတင်ချာကုန်လူဆိုတဲ့ဇလုံးတွေကိုရည်တာပါ ကျွန်တော်ဟာတင်ချာဖြင်းနာမှန်ပါလေးနဲ့ကြက်ကန်းဆံကိုတိုးမိတာဟာဖြောက်လို့မရတဲ့ဂုံထူဝိသေသနာဖြစ်နေတာကိုကြီးတာပါကျွန်တော်အတွက်အားလုံးတော့လည်းဒီလိုပါပဲစကုတ္တဆာဟာ လူထက်အရေးကြီးနေတာ စကုတ္တဆာဟာ လူထက်အမှန်တရားအစစ်ဖြစ်နေတာကိုကြီးတာပါကျွန်တော်ကိုအလို့ရှာပေးလွှဲပေးသွားတဲ့တငငချင်းအပေါ်ကျွန်တော်မဆုံးဖြတ်သေးတာကတော့ easy မဟုတ်ဘူးလို့ထင်ပါတယ် ရည်မဲ့အစားကျွန်တော်နဲ့သဘောထားချင်းတိုက်ဆိုင်ဖို့ကောင်းပါတယ်။ထောက်ခံကြဖို့ကောင်းတယ်။ပြီးတော့ဆွဆဲရနဲ့ပြည့်ရှိတာတခြားစီပဲမဟုတ်ဘူးလားအေးရယ်။တူတူပဲသာဆိုဆွဆဲခံရတဲ့ကျွန်တော်ဟာလည်းအပြည့်ရှိတာပေါ့။အေးလေအပြည့်ရှိတယ်လို့ထင်တဲ့လူလည်းအများကြီးရှိမှာပါပဲ။ကျွန်တော်ယုံမင်းတထိုင်အပြည့်ရတယ်လှုပ်ပြုတ်သွားတယ်။ပါရီရွတ်ဖတ်နေကြတယ်တော့နားမလည်လိုက်ပါဘူး။ စီရင်ချက်ချတာဖတ်ပြတာမကြားလိုက်ပါဘူးကျွန်တော်စဉ်းစားနေတာကတော့ထောင်3လောက်လောက်ကြာရင်ကောင်းပါပဲလို့တန်တိုင်အနောက်ကလူတွေနဲ့နေပူးလိုက်ခြင်းနဲ့နည်းနည်းလေးလာကြည့်ခြင်းနဲ့ပင်မစီရင်မှလည်းမကြောက်ပါဘူးကျွန်တော်လက်တွေကမြေပေါက်နေကြပဲမပြုံးပါနဲ့အေးရယ်ကျွန်တော်ပကြီကားတွေရောင်းရလာတာဆင်းနေမရှိသေးပါဘူးအခုလဲကရင်လေးနဲ့မြေဝိုင်းပေါက်နေတာပါပဲတရားလူကြီးကမေးတယ် ခမားမှာပါပြောစရာရှိသေးလဲတဲ့ကျွန်တော်လဲစီးတဲ့ရှိရထွက်သွားမိတယ်ကျွန်တော်ထောင်သုံးလားလောက်ကြာကျင်တယ်လို့ဘယ်လိုနေလဲလို့သိချင်လို့ဆိုတော့ဗာပြောတယ်လဲသိလားအယူထောင်ပဲဖြစ်နိုင်မယ်တဲ့ဗျာကျွန်တော်ကလည်းပြောလိုက်တယ်ဘမ်းမကြီးပါဘူးဒါလဲလိလဆရာပါပဲလို့ဘွားနဲ့နှိစက်ရတာကောင်းလာပါပဲလို့ကျွန်တော်အဲ့ဒီအတိုင်းရင်ကြီးကြီးပြောတာအမှန်ပါပဲဒါပေမဲ့ရုံးတော်ကိုမယုံသိမှုနဲ့တန်ချလိုက်သေးတယ် ထောင်ကိုတော့မပို့ပေးဘူးနုနုကျွန်တော်တို့သားလေးကိုကိုဝင်ဆောင်တဲ့အခါကျတော့ကျွန်တော်ပျော်ဆုံးပဲနုနုဟာလှလိုက်တာဗျာအဲ့ဒီအချိန်တော့သူတခါမှမလှဘူးထင်တာပါပဲမျက်နှာလေးဆိုဝင်းလို့အသားလေးဆိုဝါလို့ကလေးဖို့အင်ဂျီတွေချုပ်လိုက်သုံးမွေးထိုးလိုက်ကွမ်းဆောင်တွေဝယ်လိုက်ပွားများလာတဲ့အချိန်အတွက်ပြင်ဆင်နေတာမြင်ရတာတကယ်ပြောစရာကောင်းတယ် တားလင်းမွေးပြီးတဲ့အချိန်မှာကျွန်တော်ပကြီးဆရာကြီးတကယ်ဖြစ်လာတာပါပဲတားနဲ့မိခင်ဆိုတာတွေအများကြီးကျွန်တော်ဆွဲခဲ့တယ်တခါတော့အီတင်ဥယျာဉ်ထဲမှာတားမိဆိုပြီးနာမည်ပေးလိုက်တာတော်တော်အပြောဆိုခံရတယ်ခရိယံပါလာနဲ့ဆန့်ကျင်တယ်ဆိုပြီးပေါ့နူးနဲ့ကလေးရဲ့ပုံတွေကိုအဖို့မပါပဲကျွန်တော်ဆွဲခဲ့တယ်အဲ့ဒါကိုနူးနူးကမကျေနပ်ဘူးပြအဲ့ဒီတစ်ချက်မှာကျွန်တော်တကုတ်ကောင်းဆန်ခဲ့ရတယ်ထင်ပါရဲ့ ါပေမဲ့လူဟာအချစ်အတွက်ငကိုတဘာဝအမိမွေးတဲ့အတိုင်းဘဝကို ပြန်ရောက်ရတာပါပဲစိတ်ရောရုပ်ရောပေါ့အဲ့ဒါနဲ့အချစ်အတွက်အဝတ်လျရသည်လို့ကလေးနိုးတိုက်နေတဲ့ပုံပုံပြောက်ပွဲတင်လိုက်တာနမဲပြင်ခိုင်းနေပြကျွန်တော်မပြင်နိုင်ဘူးဒါနဲ့အိမ်ပြန်ယူလာတယ်ညဉ့်ဉန်းတဲ့စိတ်တွေကိုညဉ့်ဉန်းတဲ့အတွေ့အကြုံနဲ့ထားခဲ့တယ်မရှင်းပြပါဘူးကျွန်တော်ပါတာကတော့ အဲဒီပုံကိုတော်တော်ကြိုက်တယ်အလားတရာကိုကံအားလျော်စွာပိုင်ဆိုင်လိုက်ခြင်းလို့ထင်တယ်ဒါပေမဲ့နုနုကစိတ်ဆိုးပြန်တယ်ဘာဖြစ်လို့လဲလို့တော့နားမလည်လိုက်ပါဘူးတတင်းကြပြီးဝယ်ခြင်းနဲ့လူလိုက်လာတော့နုနုချီနဲ့တော့ပြန်တယ်ကျွန်တော်ထင်တော့နုနုဟာပကြီကအယောင်းဝယ်ဖြစ်တာကိုသဘောကျတယ်အဲ့ဒါပါပဲဒီတော့ကျွန်တော်ဝမ်းနေတယ်အဲ့ဒီပကြီကအတွက်ကျွန်တော်တို့တော်တော်စကားများရတယ်ကျွန်တော်ကမယောင်းခြင်းဘူးနုနုကငွေလိုနေတာကြီးပဲ ိမ်မှာစားကြရတယ်လေပြည့်ရှိရနဲ့နူနူကသားဘွားအတွက်ပြင်ဆင်တယ်ပေါ့ကောင်းပြီသားကိုဘလို့မွေးမလဲလို့ကျွန်တော်တို့ဆွေးနွေးကြတယ်ဘယ်ကူမှတော့မရောက်ပါဘူးဘာကြောင့်လဲဆိုတော့နူနူဟာ ကျွန်တော်သားကို ကျွန်တော်နဲ့မတူစေရဘူးလို့အရင်ခံထားလို့ဖြစ်တယ်ကျွန်တော်ကနူနူကိုအဖို့အဖြစ်မမျောလင့်တော့ဘူးဆိုတဲ့တနေ့မှာသားကအဖို့ဖြစ်လာမယ်လို့ထင်စားထားတယ်အဖို့ဖြစ်လာခြင်းတယ်ဆိုတာလဲ ကျွန်တော်ကိုနားလဲစီချင်တာပါပဲကျွန်တော်နဲ့တူစီချင်တာမဟုတ်ပါဘူးမတူရဘူးလို့လည်းမဟုတ်ဘူးတောင်းကိုလွတ်လပ်ခွင့်ပေးချင်တယ်သူဖြစ်စီချင်တာဖြစ်ရမယ်လုပ်ချင်တာလုပ်ရမယ်တားရဲ့စိတ်ကူးကိုကျွန်တော်ယုံကြည်ချင်တယ်တားရဲ့လူအဖြစ်ကိုမျှော်သွေးချင်တယ်ကလေးဟာမိဘနာပါစလုံးရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းမဟုတ်ဘူးခြေလဲစရာမဟုတ်ဘူးတတိယချဖြစ်ထွန်းရမယ့်လူဘဝတည်ရဖြစ်တယ် မိဘကကိုညီယုံထောက်ပံ့ယုံပဲနူနူကငင်းပြန်တယ်ကျွန်တော်ဟာတာဝန်မဲ့တဲ့ကလေးကိုဖျက်ဆီးခဲ့တဲ့နူနူကကလေးကိုစည်းကမ်းကြီးတွေနဲ့ချုပ်ချယ်လာတာမြင်ရတယ်စိတ်မချမ်းသာစရာအင်မတန်ကောင်းတဲ့အေးရဲ့ကိုဟာမလုပ်ရဘူးဒီဟာမကမ်းရဘူးနဲ့ကျွန်တော်နဲ့ရန်ဖြစ်ရင်ကလေးကိုမဲရိုက်ချင်းရိုက်နေပြန်ရောကိုရင်ကဖြစ်တဲ့ကလေးကိုအသားနာအောင်လှုပ်ရက်လိုက်တာတခါ ကလေးကပကံခွဲလို့လက်ဖြားကိုရိုက်တော့ကျွန်တော်ကပြောမိတယ်။ပကံတစ်ချက်ဟာကလေးစိတ်တစ်ချက်နာကျင်သွားတာရဲ့ဆဲပုံတပုံဖုံးမတန်ပါဘူး။လူဟာပစ္စည်းရဲ့ကြုံမဟုတ်ဘူးဆိုတော့ကျွန်တော်ချစ်တဲ့နှလုံးသားပူနွေးမယ်ထင်ရတဲ့နူးညံ့ပျော်ပြောင်တဲ့ခဏခဏငိုတတ်တဲ့နူးနူးဟာပါလို့တဲ့ထင်လေ။ကျွန်တော်စုတ်တံပြားကြီးကိုဆေးမဲနှစ်ပြီးကျွန်တော်မယောင်းရက်လို့ထားတဲ့အဝတ်လျာတီဆိုတဲ့ပကြီကားကိုချက်ချီခတ်ပစ်လိုက်တယ် ကျွန်တော်မသားပါဘူးကြည်နေလိုက်တယ်စိတ်လည်းမဆိုးပါဘူးအံ့ဩတယ်ငိုချင်တယ်ဒါပါပဲနူနူကပြောတယ်ရှင်မကြီးခိုက်စရာအသေးနှလုံးမှမရှိပဲအေးဆက်ဆက်ကြည်နေနိုင်တာပေါ့တဲ့ကျွန်တော်စဉ်းစားတယ်နူနူဟာကြမ်းတမ်းတဲ့မိန်းကလေးမဟုတ်ခဲ့ဘူးမိမပီတာတော့မှန်တယ်အနှဲငယ်သေးနှုတ်တယ်သို့ပေမဲ့ပျော့ပြောင်းတယ်ချစ်ခင်တတ်တယ်ကျွန်တော်ဘက်ကဘာမှကတိများစွာပေးခြင်းမရှိဘဲနဲ့ကျွန်တော်နောက်ကိုလိုက်လာတယ် မျိုးစံနဲ့သူ့အဆောင်ရောင်တွေကိုခွဲခွာပြီးဒီမယန်းကုန်းချံမျိုးစုံမှာလာနေတယ်။သူ့ဘက်ကအများကြီးစူးစမ်းခဲ့တယ်ဆိုရမှာပေါ့။ကျွန်တော်တို့နှစ်ယောက်ပေါင်းစားလိုက်တာဟာအပေါင်းလက္ခဏာမထွက်တော့ပဲ အနှုန်းလက္ခဏာထွက်နေပြီလား။ကျွန်တော်အလိုကိုလိုက်ပြီးနေ့စဉ်ရက်ဆက်ကလေးနှုတ်တိုက်ထိုင်ခဲ့တာတွေတတိယတယ်။အဲ့ဒီပုံဖြစ်အောင်သူဟာအင်မတန်စိတ်ရှည်လက်ရှင်နဲ့ပုံသူဆွဲခံခဲ့တယ်။ပြုံပြုံကလေးနေခဲ့တယ်။ ကျွန်တော်ကြီးများတာလဲအေးတည်တာပဲလူလူတီးခံခဲ့တာအမှန်ပဲတနေ့တနေ့ထိုင်ပြီးအပြုံးကလေးနဲ့ကလေးပွေပြီးကိုဟန်ပြခဲ့တယ်ကျွန်တော်ကိုအများကြီးပေးလိုက်တယ်သို့ပေမဲ့ဆေးမဲနဲ့ကြက်ချေကပ်ပြီးပေးပြီးသားကိုပြန်ယူသွားပြန်တယ်အဲ့ဒီပကြီးကားကိုအေကန်ထဲကနေအိတ်ခန်းထဲရွှေ့လိုက်တယ်အိယာကောင်းရင်မှာထားလိုက်တယ်အဲ့ဒါကျွန်တော်အမှားပဲထင်ပါရဲ့ကောင်းရင်ကချောင်းလန့်နေတဲ့ပုံကြောင့်ကျွန်တော်နဲ့နူးဟာပွေးပိုက်နေလျက်ကခွာလိုက်ကြတယ် န်းရှုံနေလျက်ခွဲလိုက်ကြတယ်။လာရောင်ကြဲအောင်မတိုးနိုင်တဲ့မှောင်မိုက်တဲ့တခါတလေညများမှသာကျွန်တော်တို့ဟာပြန်လဲရင်းနေပြီးအလင်းရောင်ပြန်တန်းလာတော့စိန်ကားသွားကြပြန်တယ်။နုနုမှလည်းမိမတို့မာနခေါ်မလားကောင်းပါရဲ့ခေါ်မလားအဲ့ဒါရှိရဲ့။သူဟာသူ့သားကိုပို့ပြီးတင်းတင်းကြပ်ကြပ်လှုပ်လာတယ်။ကျွန်တော်ဝယ်ပေးထားတဲ့စုတ်တံကိုင်းပေးတယ်။ပလတ်စတာရှုံကိုယွန်းစရာပတလားခောက်ရင်တော့နားကြီးရဲ့ဆိုပြီး ကလေးကိုကာကြီးခခွေနဲ့ ABCC ဒါအတင်းတင်ခိုင်းတော့တာပါပဲမနက်မိုးလေးရင်ကလေးကိုလမ်းလျှောက်တင်ခွင့်ခေါ်ခွင့်ကျွန်တော်မရတော့ဘူး